အားလုံးပဲမင်္ဂလာပါနိုဝင်ဘာလတရက်ကနေပြီးတော့9ရက်အတွင်းတောက်ကြသားသမီးများရဲ့တပတ်စာကန်သရာကိုဟောကြားပြမှာဖြစ်ပါတယ်တောက်ကြသားသမီးများအနေနဲ့အလုတ်ကိုင်းနဲ့ပတ်သက်လာရင်အဆင်မပြေဘူးဖြစ်နေတတ်ပါတယ်လုပ်ငန်းခွင်မှာလည်းဒုတိယအကြီးကြီးနဲ့အဆင်ပြေဖြစ်လို့အလုတ်ကိုင်းထွက်သွားတာထွက်ရတတ်ပါတယ်တကယ်လို့အစားအလုပ်ကို လိုက်ရှာနေတဲ့အချိန်မှာအလုဟောင်းကပြန်ခေါ်လို့ပြန်လုံမယ်ဆိုရင်မလုပ်ပါနဲ့အဆင်မပြေပါဘူးအကျိုးလည်းမပေးပါဘူးအကြီးကြီးနဲ့ပတ်သက်လာရင်ပူပန်ရတာတွေနော်အကြီးကြီးနဲ့ပတ်သက်ပြီးတော့စိုးရင်ရတာတွေတောကရောက်စရာတွေအကျိုးအမဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့အိမ်တော်ကြီးမှလည်းကြားလူနှောက်ရလို့အဆင်မပြေဘူးတွေကျိုးအမဲ့ကာလလည်းဖြစ်ပါတယ် အဲ့တော့မဇ္ဈိကနာဆိုသလို ပြဒနာဟောင်းเนาะအဲကိစ္စအဟောင်းတွေနဲ့ပတ်သက်ပြီးတော့နေတော်ကြီးမှာအဆင်ပြေဖြစ်တယ်ဂျုံနေရတပါတယ်เนาะဝေးကြီးနဲ့ပတ်သက်ပြီးအလုံးလိုက်အရင်လိုက်မဝင်တော့မှဝေးရဖွဲ့ဖွဲ့ဝင်နေတဲ့ကာလလည်းဖြစ်ပါတယ်ပြီးတော့ဝေးရှာလွယ်တဲ့အချိန်လည်းဖြစ်ပါတယ်ဒီအချိန်မှာဝေးကြီးနဲ့ပတ်သက်ပြီးတော့ ူပင်စရာမရှိပါဘူးအခြေအနေပတ်သက်လာရင်တော့ငယ်ရသူများဖို့ပေါ့နော်အခြေအနေပတ်သက်လာရင်တော့ကိုယ့်ကိုနော်ဒီအခြေအနေကိစ္စလာပြီးတော့ပြောမဲ့လူနှစ်ယောက်တို့နှစ်ဦးတို့ပေါ်တတ်ပါတယ်နော်နောက်အလူကိစ္စမင်္ဂလာကိစ္စတွေကလည်းလှုပ်တော့တော့တည်တည်ပဲအကြီးဖြစ်သွားတတ်တယ်ဒါမို့ရင်နှစ်နေရသွားပြီးတော့အလူတန်းပြုလုပ်ရတာတို့နော် အဲမင်္ဂလာဆောင်တာတို့နော်စစ်ဆက်ကြောင်းလာတာတို့ပြုလုပ်ရမယ်အချိန်ကာလလည်းဖြစ်ပါတယ်အဲ့တော့ဒီကာလမှာအဖို့နဲ့ပစ္စည်းဖြစ်တဲ့နော်အဲဒီကြောင်းမြေနိုင်လည်းဝင်လာဖို့ရှိပါတယ်ဝင်လာရင်လည်းကောင်းပါတယ်ညီကောင်မောင်မောင်နဲ့ပတ်သက်လာရင်တော့ဒီကာလမှာစစ်ချမ်းမြေတရားတွေကြုံရလိမ့်မယ်စက်တူလုပ်ငန်းလုပ်တဲ့လူတွေဆိုရင်တော့ဒါအစုရှယ်ယာတွေရတာအကျိုးမြတ်တွေရတာတွေနော် ကြုံရမယ့်ကာလလည်းဖြစ်ပါတယ်လူမှုရေးနဲ့ပတ်သက်လာရင်တော့အတိုက်ခံရံများနေတဲ့ကာလပါပဲနောက်ဒီကာလကကိုယ်ပေါင်းမဲ့သင်မဲ့လူတော်မရှိဘူးဖြစ်နေတယ်နောက်လူမှုရေးနဲ့ပတ်သက်ပြီးတော့မျက်နှာပြည့်စရာတွေကြုံရတတ်ပါတယ်နောက်လူငယ်တွေနဲ့ပတ်သက်လာရင်ရံဖြစ်တာစကားများတာပြဿနာဖြစ်ရှင်းတာအဲ့လိုမျိုးတွေကြုံရတတ်ပါတယ်အထူးကူးစိုက်ဖို့တော့လိုပါတယ်နော်နောက်ဒီကာလမှာရွှေရှိရင် ရွှေတစ်ပိုင်ပြောက်သွားတယ်ပါတယ်ဟင်ပညာရေးနဲ့ပတ်သက်လိုက်တော့ဒီကာလမှာမတင်မကြဖြစ်နေတက်ပါတယ်မတည်မငြိမ်လည်းဖြစ်နေတက်ပါတယ်အဲ့တော့ပညာတော်သင်ခရီးနဲ့စီစဉ်ထားတာတော့ပညာတော်နဲ့ကိစ္စတွေဆိုရင်တော့နော်အဆင်ပြေပေမဲ့ဒီတင်တဲ့တက်မယ်တို့နော်အဲကျွန်တော်တို့နောက်ပြီးတော့ဒီဟိုဟာ ညာရေးကိစ္စကိုစူးစမ်းမယ်ဆိုရင်တော့အဲစူးစမ်းမှတန်ခါကြလိမ့်မယ်နော်အဲ့တော့ပညာရေးအလုပ်လုပ်မဲ့ကိစ္စမှာတခြားကိစ္စရင်လည်းရောရှက်နေလို့အဲပညာရေးကိစ္စကောင်းကောင်းမလုပ်နိုင်တာတို့သင်တန်းကောင်းကောင်းမတက်တဲ့နေတော့ဂျုံနေရတတ်ပါတယ်နော်နောက်ပြီးတော့အမွေကိစ္စတွေဆိုရင်လည်းမတင်မကြပ်ဖြစ်နေတတ်ပါတယ်နော်နော်ခီးကြီးတွေသွားဖို့ရှိပါတယ်ခီးကြီးတွေကအတူတူလေးသွားရတယ်စတိုက်ဆိုဆိုသလိုမျိုးလေခီးကြီးတွေမကြံခဏထွက်နေရတတ်ပါတယ် เนาะအိမ်မှာနေရတဲ့မရှိလောက်အောင်ခရီးတွေထွက်နေရတဲ့ကာလလည်းဖြစ်ပါတယ်။နောက်ကိုယ့်ရဲ့ဇနီးမယားဂျမိုင်းညက်တဲ့ဆိုရင်လည်းဒီကာလမှာအဲကျွန်တော်တို့ဂျမိုင်းပြန်ကောင်းလာတတ်ပါတယ်။ပြီးတော့ကိုယ့်ရဲ့အမျိုးသမီးရဲ့အတိုင်းဝိုင်းဒါမှမဟုတ်ဆွေမျိုးတွေပေါ့နော်။အဲသူတို့ရဲ့အကူအညီတွေလည်းရတတ်တယ်။နောက်ကိုယ့်အိမ်ဟိုဆွေမျိုးအတိုင်းဝိုင်းတွေရဝေးမှာရောက်နေတဲ့အမျိုးတွေကိုယ့်အိမ်ကိုလာရောက်တက်ကိုတက်ပါတယ်။လာရောက်ရောက်လာတတ်ပါတယ်။ရောက်ရင်လည်းကောင်းပါတယ်။ မျိုးကြားဘာသာကြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အဆင်မပြေဘူးဖြစ်နေတတ်ပါတယ်။အဲ့တော့မိမိရည်မှန်းထားသလိုထင်ထားသလိုမျိုးမဖြစ်နေဘူးနော်အဆင်မပြေဘူးဖြစ်နေတတ်ပါတယ်။အဲ့တော့ဒီကာလဟာလူမျိုးကြားဘာသာကြားတွေနေတယ်နော်အစီမကတ်ပါဘူးနော်အတိုင်မလို့လည်းမရပါဘူးတွဲလို့လို့လည်းမရပါဘူးနော်အဲ့တော့အခုဟောလိုက်တဲ့မှာအညံ့လေးတွေပါလာလဲရှိတယ်အဲ့တော့ကောင်းကျိုးချမ်းသာရအောင်မလုပ်ရမလဲဆိုရင် မိမိတို့နေဘုရားမှာနန်းကြီးတို့တပွဲဘုရားကိုလူပြီးတော့လိုရစတော့မှာအဲ့လိုလူထားလိုက်မယ်ဆိုရင်တော့ကိုယ်မှာခက်ခဲနေတာခက်ခဲတွေပြပြပြီးတော့ကောင်းကျိုးချမ်းသာများရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ